တမယာတီတောက်ကြောင့်အောင်မြင်လာပိန်လာပိုင်းတွဲမှာနှစ်ထပ်တိုက်ကြီးကိုဆောက်လုပ်ပြီးခင်တဲ့ဖက်တီမှာမယီဝင်းစီစဉ်နဲ့ရုပ်ရှင်နေတဲ့မှာသုံးနှစ်ခန့်ကြာပြီးတဲ့အခါချမ်းသာကြွယ်ဝသွားကြပါတယ်။တမယာတီတောက်ရောင်းတဲ့ဖက်တီမှာက2025ခုနှစ်ထဲမှာတင်သူ့အတွက်အပြောင်းလဲဖြစ်သွားပြီးအခုဆိုရင်တော့နှစ်ထပ်တိုက်ကြီးကိုဆောက်လုပ်ပြီးသွားပါပြီ။သူ့ရဲ့အိမ်ကတော့စုစုပေါင်း3500ကျော်ကုန်ကြတဲ့အိမ်ဖြစ်ပြီးလှလပပတိဆောက်ထားခဲ့တာပါ။ ခြံနေရာကကျင်းမြောင်းပြီမဲ့လေတတရဲ့ရဲ့စောက်ထားတဲ့နှစ်ထပ်တိုက်ကြီးကမကြခင်မှာပြီးစီးတော့မှာပါ။အိမ်တွင်းကိုလည်းတေးချပြင်ဆင်ထားပြီးဖတ်တီမာကကိုပိုင်အိမ်ထဲမှာနေထိုင်ရတော့မှာပါ။ချံဝင်းဝဲတာပြင်အိမ်ဆောက်တာတွေပါပေါင်းလိုက်ရင်တော့ဖတ်တီမာကတိမ့်ထောင်ကြီးကုန်ကြပြီးလာပိုင်းတွင်မှာတဲ့နှက်တွေကမဆလိုက်တဲ့အလားချမ်းသာသွားခဲ့ပါတယ်။2025ခုနှစ်ဇန်နဝါရီလအထိဖတ်တီမာကဥပိန်ဒရာမှာတမယာတီတုတ်ကိုရောင်းနေခဲ့ရပြီးအကျွေးလေးလည်းရှိခဲ့ပါတယ်။ အကျွေးတွေပက်လေဝိုင်းနေတဲ့ပြင်အိမ်ငါးပြီးနေခဲ့ရပါတယ်။အကျွေးရှင်တွေကဘယ်တော့ရှောင်းလာမလဲဆိုပြီးတွေးဖို့ခင်ရပြင်အိမ်လဲမချခနာပြောင်းရပါတယ်။စူမီဆောင်မီဖြစ်လာတာကြောင့်ခြံဝိုင်းလေးကိုဝယ်ထားလိုက်ပြင်လက်ရှိအိမ်ငါးနေတဲ့နေရာရဲ့ဘီးနားကမြေခွက်လေးကိုပဲဝယ်လိုက်တာဖြစ်ပါတယ်။ဆက်ရှိပြီပီ40တာရှိတဲ့မြေခွက်လေးမှာအိမ်လေးကိုတီးဆောင်လိုက်ပါတယ်။ဇင်းရောက်ရတာကိုဝါသနာပါလို့အိမ်အောင်ထက်ကိုတော့ကြဲကြဲပြန့်ပြန့်ထားပြီးလှလှပပတီးဆောက်ထားတာပါ။ အိမ်ကစေးတုပ်ဖို့ပဲကြံပြီးလာပိုင်းတွင်းမှာပြီးစီးတော့မယ့်အိမ်လေးဖြစ်ပါတယ်။ချမ်းဝိုင်းလေးကကျင်းပေမဲ့လေကိုပိုင်မြေခွက်လည်းရှာခေတာကြောင့်ဖတ်တီမကတော့ဝမ်းသာနေကတနေ့အတွင်းမှာအခြားတယောက်လိုပြောင်းလဲသွားတာပါဖတ်တီမကလွန်ခဲ့တဲ့နှစ်ကအထိတံတားပေါ်မှာတံမြာသီးတုပ်ကိုရှောင်းခဲ့ပြီးနောက်တနေ့အကြာမှာအိမ်ပိုင်လေးကိုရှာလာမယ်လို့တော့မထင်ထားခဲ့ပါဘူးကန်ချမ်းလာတာကိုမမြင်ရလို့ဖတ်တီမကကန်ကောင်းတာလည်းပါဝင်တယ်လို့သူကိုယ်တိုင်လည်းစီးပွားရေးအမြင်ရှိလို့လှင်လင်းမြန်မြန်တိုးတက်သွားခဲ့တာပါ ။တမယာတီတုတ်ကကြိုပြီးလို့ခုတော့ကျွေးနေလဲခြေသွားတဲ့ပြင်အင်ဂျင်လဲဆောက်ပြီးသွားပါပြီ။ဖတီမာကပါရောင်ရောင်ရှောင်းဝါကောင်းနေခဲ့တဲ့အထိဈေးရောက်တဲ့နေရာမှာကန့်ကောက်နေသူဖြစ်ပြီးသူရောက်တဲ့ပစ္စည်းတွေကကုန်ကျန်းဝယ်မရအောင်လူဝယ်ရလိမ့်ရှိပါတယ်။တမယာတီတုတ်ရောင်းတဲ့အချိန်မှလည်းအောင်မြင်ခဲ့တယ်လို့အခုချိန်မှလည်းငားရီကွန်ကျော်ရီအာလူကျော်ရီနဲ့အချာစားစရာတွေကိုရောင်းနေပြန်ပါတယ် ဖတီမားကအရင်ကတော့သူ့ငယ်ချင်းနဲ့နှစ်ယောက်သားရှောင်းခဲ့ရပေမယ့်အခုတော့ဝန်ထမ်းတွေကိုလည်းငှားထားပြီးအောင်မြင်တဲ့စားတောက်ကုန်လုပ်ငန်းဖြစ်လာပါတော့တယ်။တတင်းချွတ်မှလည်းဝန်ထမ်းတွေကိုသိန်း20မှုပိုးပေးခဲ့တဲ့အထိလုပ်ငန်းတွေကအဆင်ပြေလာပါတယ်။ရွှေတွေကိုလည်းတင်းအောင်ဝင်လာနိုင်ပြီးပွဲတွေကိုလည်းမကြာခဏတက်နေရပါတော့တယ်။ဖတီမာကိုဆယ်လီတယောက်ဖြင့်အတိမတ်ပြူနာချပြီးစိုက်ဖွဲ့ပွဲတွင်အလူပွဲတွင်မှတကူးတကဖိတ်ကြပါတယ် ဖတိမာခခုဆိုရင်တော့မိကပ်ကိုတေးချပြင်ဆင်ပြီးဒီဇိုင်နာချုပ်ဝတ်စုံနေနဲ့ပွဲတက်ပြီးတထင်းမကြီးဖြစ်သွားပါပြီ။ဈေးနှောင်းကိုကောင်းရွက်ပြီးရှောင်းရတဲ့ဘဝကနေတားငယ်လေးကြောင့်ဖတိမာကလလွန်ခဲ့တဲ့နှစ်ကနေမတူဘဲအဆင်ပြေသွားပါပြီ။သူရဲ့ခင်မုန်းလေးမြန်မာနိုင်ငံကိုပြန်ရောက်လာပြီးစီးပွားရေးကိုအတူတူလုပ်ကိုင်နေပြီးသူ့ရဲ့လုပ်ငန်းကတော့တရက်ကိုရှောင်းဝါရှားကနေနှီးပါရှိပါတယ် ယူသားစူးစမ်းမှုကြောင့်တနေ့အတွင်းမှာမထင်ထားလောက်ပြောင်းလဲသွားတဲ့ဖတီးမအတွက်ဝမ်းသာသူတွေလည်းရှိတယ်လို့တချို့ကလည်းသဘောမချကြပါဘူး။တနေ့အတွင်းမှာတမယာတီးတုံးနဲ့ငားရီကွန်ကျော်ရောင်းပြီးကိုပိုင်နှစ်ထပ်တိုက်ပိုင်ဆိုင်သွားတဲ့ဖတီးမကိုအားကြနေကြပြီလားဆိုတော့ comment မှာပြောပြပေးခဲ့ကြပါဦးနော်။ကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။